အီလိုမတ်ရှာလူကနေစင်ပေဖို့ဆိုပြီးတော့အမေရိကန်နိုင်ငံမေရီလန်းပြည်နယ်မှာဆန္ဒတွေပြောင်းနေပါတယ်။သမ္မတထရန့်ရဲ့အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့အီလိုမတ်အားရာထူးမှုစင်ပေဖို့မလ22ရက်နေ့ကမေရီလန်းပြည်နယ်ရော့ဘရီမြို့တက်စလာကားရောင်းပြခန်းရှင်မှာအမေရိကန်နိုင်ငံသားအနေနဲ့ကဆန္ဒပြပါတယ်။အီလိုမတ်အနေနဲ့အမေရိကန်နိုင်ငံအားပျက်စီးစေဖို့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ရာထူးမှုနှုတ်ခတ်ဖို့တောင်းဆိုခြင်းဖြစ်ကြောင်းဆန္ဒပြသူတို့ချိုးကဆိုပါတယ်။ အီလွန်မတ်စ်ကတော့သူ့အနေနဲ့ဘာယာထူးမှယူထားခြင်းရှိဘူးလို့ဆိုပါလေသူကအစိုးရရဲ့ဒီပိုရှန်တောင်းစီတွေကိုဖြတ်ထုတ်တယ် DOGE ဌာနကိုဦးဆောင်နေတဲ့သူသားဖြစ်ပြီးတော့တမနာထွန်ရဲ့တာဝန်ပေးချက်အရလုံဆောင်နေတာလို့ဆိုပါလေသူအနေနဲ့အစိုးရယာတူးယာကန်တခုမှယူထားခြင်းမရှိတဲ့အတွက်ဒီလောက်ကလည်းပရာဟိတသဘောမျိုးလုံနေတာဖြစ်ပြီးဒါကြောင့်နှုတ်ထွက်ဖို့လည်းမလိုဘူးလို့ Elon Musk ကပြောပါလေ ။ Elon Musk ကတော့ဘလို့ပဲဆန္ဒပြမှုတွေဖြစ်ပွားပါသေး။သူ့အနေနဲ့အစိုးရဌာနတွေအတွင်းမှာအကျင့်ပြတ်ခြားဆောင်မှုတွေနောက်ပြီးတော့ရန်ပုံငွေပိုရှံပြီးတော့ဖောင်းပွားတဲ့အမှုတွေရန်ပုံငွေတွေဟာအကြောင်းအရာမမေ့ရမပြနိုင်ပဲပျောက်ဆုံးနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအစိုးရဌာနတိုင်းကိုစုံစမ်းစစ်ဆေးဆောင်ရွက်တော်မယ်လို့ Elon Musk ကပြောပါတယ်။ Elon Musk ကတနေ့ကဆိုရင် Pentagon စစ်ဌာနချုပ်ကိုပါရောက်ရှိခဲ့တာဖြစ်ပါလိမ့်။ ပြည်တော်စစ်ဌာနချုပ်နဲ့ရောက်ရှိပြီးတော့တရုတ်ရဲ့နဲ့အနာဂတ်မှာဆင်နွယ်မဲ့စည်ရေးအခြေအနေစီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီးသမ္မတထွန်းနဲ့တူတော်မှလေးလာခဲ့တယ်ဆိုတဲ့သတင်းတွေထွက်နေပါလိမ့်။ Elon Musk ဟာ American ရဲ့အသုံးစိတ်တွေကိုဖျက်တောက်ရတာဟာအကြောင်းပြချက်တစ်ခုသာရှိပြီး American ဟာဘန်နာရေးရကျွေးမိအများဆုံးတင်နေတဲ့နိုင်ငံထဲမှာထိတ်ဆုံးကယက်တည်နေတယ်ဆိုပါလိမ့်။တကယ်လို့ American အနေနဲ့မလို့အပ်ပဲ မနိုင်ဝန်ထမ်းလာတဲ့ကိုမလျှော်ဘူးဆိုရင်တိုင်းပြည်ဟာနစ်သွားလိမ့်မယ်လို့ Elon Musk ကပြောပါတယ်။ American ကိုအကျွေးတန်တရားထဲမှာနှိစေခြင်းလားဒါမှမဟုတ်အဲ့ဒီအကျွေးတန်တရားကနေပြီးတော့ American ကိုစွဲထုတ်ခြင်းလားဆိုတာဆုံးဖြတ်ကြပါလို့ Elon Musk ကပြောပါတယ်။မေဂါဟာကမ္ဘာပေါ်မှာထောက်ပံ့မှုအများဆုံးနိုင်ငံတည်တဲ့ကထိတ်ဆုံးကရက်တည်တဲ့နိုင်ငံဖြစ်ပါလေအခုအခါမှာတော့ကမ္ဘာတဝန်းမှာရှိတဲ့သူ့ရဲ့ထောက်ပံ့မှုတွေကနေ ရက်60နောက်ဆုံးမဲ့အမိန်ကိုသမ္မတထရန့်ကထုတ်ပြန်ခဲ့ပါလေ။အဲ့ဒီရက်60နောက်ဆုံးတဲ့ကာလအတွင်းမှာအတုံးစည်းတွေကိုလည်းတေချာပြန်လဲစီစစ်မယ်လို့ဆိုပါလေ။ဒါအပြင်အမေရိကန်အနေနဲ့အပီးတိုင်းနှုတ်ခွန်းလိုက်တဲ့ဌာနတွေရှိပြီးတော့ဥပမာ WHO လိုဌာနကြီးတွေကလည်းနှုတ်ဖက်ဖြစ်တာတွေရှိပါလေ။ဒါအပြင် နေတိုးဖွဲ့ကနေပြီးတော့အမေရိကန်ရဲ့ပါဝင်မှုနေတိုးမှာ ထဲဝင်ထားတဲ့အမေရိကန်ရဲ့ထဲဝင်ကြီးပမာဏတွေကိုလည်းရှော့ချဖို့အတွက်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဥရောပတိုက်ကပါမျက်ခုံးလှုပ်စေခဲ့တယ်လို့သိရပါတယ်။ဒါဟာလည်းအီလိုမတ်ရဲ့လက်ချက်မကင်းဘူးဆိုပြီးတော့လေးလာသူတွေကပြောပါတယ်။